ဝါဒီ Skywalk ကတော့အကိုတို့ဒီနှစ်မျိုးပြသထားပါတယ် Skywalk G 920 A ဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ Skywalk G 620 Max ဖြစ်ပါတယ် ကားဟာဒီဆက်ကြည့်ရတော့နောက်နောက်ခန်းနေပါလေဆိုလို့ရှိရင် golf set တစ်ခုတည်းစားဆက်နေပေါ့เนาะအဲ620တော့ໃຈဆွဲဖွင့်လိုက်တာနဲ့မြင်လိုက်တာနဲ့လိုချင်သွားပြီနောက်ကားကလည်းခန့်ခန့်လိုမျိုးမိသားစုများများစီးလို့ရတယ်ချက်ချဲဝုန်းကိုဈေးနှုန်းချိုတာပြီးတော့ rich အများကြီးရတဲ့ကားကိုရှာနေရဆိုလို့ရှိရင်တော့ဒီကားကမိတ်ဆွေတို့တကယ်ကိုမှ surprise ဖြစ်မှာပါလို့ပြောချင်ပါသေးတယ် ို့ရဲ့ဒီနေ့မျိုးလေးမကြမီထိတ်တော့တွေမှာကျွန်တော်တို့ press announcement နဲ့ကျွန်တော်ထိကြပြီးတော့မှာဖြစ်ပါတယ်ဟိုဒီ skywalk ကတော့အကိုတို့ဒီကားအပြင်တော့အကိုတို့ကနှစ်မျိုးပြသထားပါတယ်အဲတမျိုးကတော့ဒီ Skywalk G 920 A ဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ Skywalk G 620 Max ဖြစ်ပါတယ် ဲ့ golf set တစ်ခုတိကျဆန့်နေပေါ့နော်ပြီးရင်အတွင်းကန်အရှိပိုင်းတွေကလည်းတော်တော်ကျယ်ဆိုတော့တော်တော်လေး quality မြည်ရဲ့ပြီးတော့ model ဆိုလည်း BYD model တုံးထားပြီးရဲ့ quality ပါရရန်စစ်ချာ Okay ပါဆိုရည် time watch ကချန်တဲ့မန်ကိုယုံကြည်သွားနဲ့ဝယ်ယူပြီးတော့တကယ်ကိုမှအစဉ်ပြေတဲ့ customer ဦးဝီးစရိတ်ဖြစ်ပါတယ်ခင်ဗျာယုံကြည်သွားဝယ်ယူအပိယအတွက်လည်း like နဲ့ဆိုတာ season 2ပဲတည်ရှိပါတယ်ခင်ဗျာ ေးကျွန်တော်ကြိုက်တာတော့အဲ620တော့ကြိုက်တယ်လို့ဈေးလေးလည်းမဆိုးနော်ကျွန်တော်တို့ဒါအသုံးဆွဲသူတွေကတော့အဓိကထားတာကတော့ quality နဲ့ဈေးပေါ့ဒါတော့ quality လည်းကောင်းတယ်ဈေးကလည်းဒါလူတိုင်းသိနိုင်လောက်တဲ့ amount တစ်ခုမှဆိုတော့ဒါအားလုံးကြိုက်ကြမယ်လို့လည်းထင်တယ်ကိုကိုတိုင်းလည်းကြိုက်တော့ဒီဘွဲကိုတတ်ဖြစ်တာဟုတ်တယ်ဟုတ်တယ်620ဆိုတဲ့နေရာမှာတော့သူကဒါအပြည့်ပေါ့620အပြည့်မောင်းလို့ရတယ်ဆိုတော့ဘာပြောပြောဒါဣရိကားထဲမှာတကယ်အမိုက်စားကြီးဖြစ်တာမိုက်တယ်မိုက်တယ်မိုက်တယ် ကားရဲ့ရုပ်ထွက်နဲ့အတွင်းကားရဲ့အဲလက်ဇရီစင်တာကတော့တော်တော်မိုက်တယ်အတွင်းကအသားအဖြူတွေပါနေလို့ဆိုအဲ့ဒါတော့ကြိုက်တယ်တော်တော်ကြိုက်တယ်ဆွဲဖွင့်လိုက်တာနဲ့မြင်လိုက်တာနဲ့လိုချင်သွားပြီတော့ကားကလည်းခန့်ခန့်ကြီးဆိုင်ဝတ် K 90 A ရဲ့ဈေးတော်ကတော့ ရဲ့ဇေနုံခြေညာပေးတော့မှာဖြစ်ပါတယ်။ဝေချက်သိမ်းတထောင်းချောင်းရရှစ်သက်ရှစ်သိမ်းဖြစ်ပါတယ်ခင်ဗျာ။ကောက်ကေ920အဲအဲအကြောင်းကိုပြောရမယ်ဆိုရင်တော့ကားရဲ့ site ကလည်းတော်တင့်ကြီးမားတယ်။သွေမြေကလည်းဟိုဆွဲဆောင်မှုရှိတယ်။ သူတဲ့မျိုးစားသူဒီ segment နေထဲမှာလဲဈေးနှုန်းကဟိုအတော်အသင့်တက်တာတဲ့ဈေးနှုန်းလေးနဲ့လဲအကိုတို့ကလဲရောင်းချထို့ပြင်ဆင်ထားတယ်ပေါ့နော်ဘောင်းနေနဲ့ drive motor တွေ control unit တွေကလဲသူကအဲ BYD ရဲ့ဟိုပစ္စည်းတွေကိုသူကသုံးပြီးတော့ဟိုတိစောက်ထားတယ်ပေါ့နော်အဲကားရဲ့အည်သွေးရဲ့ရုပ်ကဲဈေးနှုန်းတွေကအလွန်အသင့်ပါတယ် EV ကအစ်မိတ်ဆက်မယ်ဆိုတော့အခုလင်းပြောရင်အခုခေတ်ကကွာပုံမှန်သူကကားမောင်းနေကျမလိုက်စီးတာအဲအဲ့တော့အဲ့ဒါဒီကတော့ပြမရောလို့ကားအကြောင်းလည်းတိကျသိနေတယ်ပြည့်ရကကြတော့ influencer တကယ်ချင်းနဲ့လည်းတွေးဖို့ပေါ့နော်တက်လာ ကားရအောင်ကတော့အမိုက်စားရေပဲပေါ့နော်။သူကကျတော့ SUV ပုံစံမိသားစုစီရဲ့ပုံစံမျိုးလေးဆိုတော့အဲစမြက်အခုစီးနေရကြတော့လဲ slow type ပုံစံဆိုတော့ဟိုကိုလည်းအဲ့လိုမျိုး SUV ပုံစံလေးကြိုက်တယ်ဆိုတော့ဒီမှာလဲလေးလာရင်ပြီးတော့ဒီကားလေးရာဒီခီးတော့ပဲဖြစ်ဖြစ်ဒီလိုမျိုးရင်းမဲ့စီးရဘူးပေါ့နော်။အဆင်ပြေရဲ့ပြီးတော့ပုံစံလေးနဲ့သဘောကျတဲ့ခါကျတော့ခုကြည့်နေတယ်သဘောသဘောကျတယ်။ TikTok ဆော့တဲ့သူတွေအတွက်လဲကျွန်တော်ဒီမှာ TikTok challenge လေးနဲ့ဒီစုချင်းငွေတွေရရှိမဲ့အစီအစဉ်များပါပါတယ် ဲ့တော့ TikTok challenge မှာဆိုရင်တော့ကျွန်တော်တို့ price တွေကတကယ်အများကြီးစီစဉ်ပေးထားပါတယ်။အာ winner ကတော့သူချင်းငွေချက်သိန်း30ရရှိမှာဖြစ်ပါတယ်။ first runner up ကသူချင်းငွေချက်သိန်း20အာပြီးတော့မှ second runner up ကသူချင်းငွေချက်10သိန်းအပြင်ကျွန်တော်2သိန်းစု နှစ်ဦးကိုလည်းထပ်ပြီးတော့ရွေးချယ်ပေးသားမှာဖြစ်ပါတယ် Skywar ရဲ့ K620 best car ဆိုလို့ရှိရင်ဒီကားရဲ့ size ကတခြား midsize EV တက်ဆိုလို့ရှိရင် size ကပိုကြီးရယ်ဆိုမိသားစုချောင်ချောင်ချီချီပျော်ပျော်ပါပါအဲသွားလို့ရရဲ city drive ပဲ cc ကျွန်တော်တို့က highway ပဲသွားသွားပါเนาะမိသားစုစုံစုံလင်လင်စီးလို့ရအဲ့ချက်ကလည်းအရင်မိုက်နောက်တစ်ခါကျွန်တော် range map mount ကြည့်မှာပဲသိတာပါเนาะဆိုတော့ဘာအသာချက်ရှိလဲဆိုဒီကားကဗျာသူ့ရဲ့ cruise control ကသူ adaptive cruise control ဆိုတာပါဘာလို့ဒီကောင်းလဲဆိုတော့သူအရှိရာကားစီးရသွားနေရဆိုလို့ရှိရင်အဲ့ကောင်တော့ radar ကောက်ဖမ်းလိုက် ဖမ်းလိုက်ပြီးအဲ့ကားနောက်ကဆို follow up လိုက်သွားအဲ့ဒီကားအချိန်တင်သွားလိုက်တယ်အဲ့ဒီကားအချိန်နင်းသွားလိုက်နေရဲအဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုကိုကဘာမှတိတ်ချင်းကြမလို့ဗျာဆိုတော့ကိုက follow လေးလိုက်သွားလို့ရတယ်အဲ့ချက်ကလည်း hide way တကယ်အဝေးကြီးသွားလို့ဆိုလို့ရှိရင်အရန်ဟိုမှာတက်တာပဲเนาะလူမျိုးမိသားစုများများစီးလို့ရတယ်ချက်ချဲဝုန်းကိုဈေးနှုန်းချူတာပြီးတော့ rich အများကြီးရတဲ့ကားကိုရှာနေရဆိုလို့ရှိရင်တော့ဒီကားကမိတ်ဆွေတို့တကယ်ကိုမှ surprise ဖြစ်မှာပါလို့ပြောချင်ပါတယ်ဗျာ ကိုရိုးစီကားဝယ်ပါပေးကြလဲဆိုတော့ဒီကားတွေကနောက်ခန်းတော့ခေါင်းအိခေါင်းအိဆန့်လာပေါ့အဲ့ကားနှစ်စီးလောက်အိလုံးကျယ်ဝန်းတဲ့ကားကိုစပစ်ပါတဲ့အတွက်ခေါင်းအိကလည်းတိတ်တော့မဟုတ်ပါဘူး၄၅၆၄၅အိလောက်ကိုထည့်လို့ရတဲ့အနေထားမှာရှိတယ်ဆိုလိုတော့ကားဆိုင်တော်တော်လေးကြီးတယ်ပေါ့နော်ဟိုတော်တော်လေးအဆင်ပြေပါပါတော့လို့620 max ကဘက်ထရီကတော့86 kilowatt ဆိုင်လောက်ရှိတယ်ဘက်ထရီကကြီးတယ်ပေါ့နော်အဲ့တော့သူ့ကို သူ့ရဲ့ specification ရ30%အနေနဲ့80%ကိုကိုရော36 minute နဲ့အားပြည့်လို့ရတယ်ဒီ14 15 16 3ရက်မှာဝယ်ယူရတဲ့လူတွေအတွက်ကိုဟို special discount လေးတွေအကိုတို့လုပ်ပေးမယ်ဟိုအဲ့ဒါလေးတွေတော့ရှိပါတယ်တကယ်တည်းနေရာသွားချင်တယ်တကယ်တည်းနေရာသွားနှစ်စီးဝယ်လိုက်တစ်စီးဝယ် ။အော်နတ်တူတစည်းကခုနကသူတူသွားတငယ်ချင်းနှစ်ယောက်သွားကြည့်ရ။နှစ်စည်းတစ်ခါဝယ်လိုက်။တငယ်ချင်း၅ယောက်လောက်သွားလို့ရှိရင်၅စည်းတော့ဝယ်ဖြစ်မှာမဟုတ်ရတော့။အဲ့တော့ဘာလို့ဈေးကလည်းတကယ်တန်တယ်ဒီ။ဈာတဲ့ quality ကလည်းတကယ်မိုက်စားပါဘူး။ကျွန်တော်ရဲ့ Skyward ရဲ့ဆောင်းစားလာမှာ spec tv ကိုအဲ့ထက်မှာပြည့်ရချီပြီးပေးခဲ့ပါတယ် director ဦးချင်းလင်းအောင်တိုင်းဆိုတာအခြေစိုးတွေတည်ရှိပါတယ်ခင်ဗျာအဓိကကတော့ပြောချင်တာဒီ randy service spare parts ဆိုတဲ့အစိပ်ပိုင်း၃ခုကို အကိုတို့ Skywalk EV မြန်မာကနေပြီးတော့တေချာအောင်လို့လှုပ်ဆောင်သွားပါမယ်လို့ဟိုပြောကြလို့ပါတယ်အဲတဖြည်းဖြည်းနဲ့တော့ EV တွေကအရန်ကိုဒါတွန်းတွန်းကြွကြွသုံးဆွဲရမယ့်ထဲမှာတော့ပါလာလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်တို့တကဘာလုံးရဲ့အရွေးပေါ့နော်အဲကျွန်တော်လောင်စာစီရှော့ချပါညာဒါလေးကအဲ့မှာပုံဝင်းကျင်နေဆိုတော့နောက်ပိုင်း DR တွေကတော့ခုလုံးပေါက်ပေါက်ဖြစ်သွားလိမ့်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်ပါတယ်ဖြစ်လဲဖြစ်ဖြစ်သွားမှာပါဟုတ်ကဲ့